တတောက်တတနဲ့ကောင်းမွန်စွာ အိပ်ပျော်စေမယ်တဘာဝနီးလမ်းများပြိတက်ဒီအလုံးမင်္ဂလာပါရှင်ခုတစ်ခါမှာတော့ပြိတက်တူမေးထားတဲ့လူအိုလူကြီးတွေအတွက်အိပ်ပျော်စေမယ်နီးလမ်းတွေကိုပြောပြပေးသွားမှာပါ ဒီနေရာမှာတခု ပြောပြပါရစေရှင်ကျမကစေကုသတဲ့ဆရာမဆရာကြီးမဟုတ်ပဲတဘာဝအပင်ဆိုင်ရာကျမရေးဆိုင်ရာလိလာမြဝေသူတူတာဖြစ်ပါတယ်ကျမကိုယ်တိုင်နဲ့မြဝေပေးတာတဲ့ကကျမခန္ဓာကိုယ်နဲ့ကိုက်ညီမဲ့တဘာဝအပင်တွေနဲ့အစာလဲစီးဖြစ်အောင်ကျင့်သုံးနေသူတူဖြစ်ပါတယ်ဒါကြောင့်ပိတ်သက်တို့ကလည်းကိုယ်ခန္ဓာကိုယ်နဲ့ ကိုက်ညီတင်လျော်မဲ့တဘာဝဈေးပင်တွေကိုချင့်ချင်ပြီးတုံးဆွဲဖို့အစာကိုဈေးဖြစ်အောင်စားသက်ဖို့အကြံပြုပါစီရှင်တကယ်ယောဂါဖြစ်လာရင်တော့တကယ်တက်ကြွနားလေတဲ့ဆရာတွေနဲ့ကုသမှုခံယူပါလို့ပြောပါစီရှင် This video is intended for educational purposes only and should not be considered medical advice. If you had any concern about your health, please consult a qualified healthcare professional directly ခုကာလမှာလူကြီးတွေရာမက လူငယ်တွေပါ အိပ်စက်ခြင်းမှာ ပြဿနာ ရှိလာကြပါတယ်။နောက်ဆက်သွဲအနေနဲ့အသေးကြောက်ကဲပျက်စီးခြင်းစတဲ့ကိုကျန်းမာရေးပြဿနာအပြင်စိတ်ကျန်းမာရေးအထိပါခံစားလာကြရပါတယ်။အိပ်စက်ခြင်းပြဿနာကိုဆေးတွေနဲ့မကူတာရတဲ့အခြေအနေမျိုးမဖြစ်ရသေးခင် အောက်ပါနီလန်းတွေနဲ့လှောက်ဆောင်ကြည့်ကြပါနော်အိတ်ဆက်မှုကို ကောင်းမွန်စေတဲ့အစာအစာများနံပါတ်၁ကတော့နှုတ်နှုတ်မှာတိုက်တိုဖန် HNS ကို ဖြစ်စေတဲ့မူလဓာတ်ပေါင်းဆိုတဲ့ဓာတ်ကအုံနောက်ကို ရောက်တဲ့အခါမှာစီရိုတိုနင်းစိတ် ACE စီပြီးတော့ဖြစ်စီမှုရှော့ချပေးတဲ့ဓာတ်ပြောင်းသွားပါတယ်။ညာအချိန်မှာ ဆိုရင်ထပ်ပြီးတော့ melatonin အိပ်ပျော်စေတဲ့ဓာတ်အဖြစ်ပြောင်းလဲသွားပါတယ်။ဒါကြောင့် ညအေးရမဝေခင်နောင်းနို့နွနွေးလေးတစ်ခွက်တောက်ပေးခြင်းဟာညအေးရဝင်ချိန်မှာအလွယ်တကူတပောင်းတတားနဲ့အိပ်ပျော်စီမှာပဲဖြစ်ပါတယ်အတုံးပြူမီကတော့ညအိမ်မဲ့အချိန်မသိမီမိနစ်30ခန့်အလိုမှာနောင်းနို့ပူပူနွနွေးလေးတောက်ပေးပါဒါမှမဟုတ်အိတ်ခါနီနောင်းနို့နင်းနေနဲ့ပြားရည်တစုံထည့်တောက်ပါနံပါတ်1ငပျော်ဒီ ပိုတက်ဆီယမ်မက်ဂနီဆီယမ်နဲ့ဗီတာမင် B6 ပါဝင်တဲ့အတွက်အပန်းဖြေစီပြီးတော့အုံနောက်ကို အေးဆေးသွားစေတဲ့အတွက်အလွယ်တကူအိပ်ပျော်စေပါတယ်။အသုံးပြုချိန်ကတော့အိမ်မက်အချိန်မတိမ်ခင်အနည်းငယ်စားပေးပါ။နံပါတ်3အခွန်မှအသီးများအထူးသဖြင့်တစ်ကြားသီးစေအမောင်းဝတ်တစ်ချသည်ဝေါ်နက်တို့မှမက်လက်တိုနင်နဲ့မက်ဂနီဆီယမ် ပါဝင်တာကြောင့်ညအိမ်ရဝင်ခါနီးလက်ဖက်ခွဲတစ်ခွက်စာလောက်စားလို့ရပါတယ်တို့ဗိမဲ့ညမများမစားပါနဲ့အိတ်ခါနီးလက်ဖက်ခွက်အငွေအငွေလောက်တာစားပေးပါနံပါတ်၄ cherry tea တဘာဝမလတိုနင်များတဲ့အသီးဖြစ်တာကြောင့်ညအိမ်မဲ့အချိန်တနာ ਈ ခက်အရင် cherry tea သုံးသီးဒါမှမဟုတ် juice တောက်လို့ရပါတယ်နံပါတ်၅ quick အောင် အဆစ်အဆန်နဲ့ပတ်သက်တဲ့အစာအစာများဗီတာမင် B နဲ့တန်ဓာတ်များပါဝင်ပြီးတော့အုန်းနောက်အလုံးလုံးမှုကိုပြင်းထန်စေပါတယ်။ဒါကြောင့်မို့ကွေကာအုပ်နည်းနည်းလေးကိုမအိတ်ခင်နာယီဝဲဂျိုတောက်လို့ရပါတယ်။ဒါမှမဟုတ်ရင်လည်းပြားရည်နဲ့နှုတ်ထဲလေကွေကာအုပ်နည်းနည်းထည့်တောက်လို့ရပါတယ်။ဒါပြင်ဖယုံစိကလည်းတဘာဝအိတ်စိစိတ်ငြိမ်စိဖြစ်ပါတယ်။ ဖျုံစေ့မှာအမိုင်နိုအက်ဆစ်တမျိုးဖြစ်တဲ့ tryptophan ပါဝင်မှုမြင်ပါပါတယ်။ tryptophan ကိုခန္ဓာကိုယ်ကနေ serotonin အဖြစ်ရောင်းနေစေနိုင်ပါတယ်။နံပါတ်6ပြာရီ။အောင်နောက်ထဲက orexin အလုံးလုံးမှုကိုလျှော့ပေးပြီးတော့အချင်းစိတ်ကိုတိုးစေပါတယ်။ဒါကြောင့်နှုတ်ထဲကို ပြာရီတစုံထည့်တော့ပါ။နံပါတ်9 ညစာအဖြစ်ငါးအမျိုးအစားဖြစ်တဲ့ဆလမွန်၊တူနာ၊မကရာတို့ကိုလည်းစားသုံးပေးခြင်းဟာလည်းအိပ်ဆက်ခြင်းအတွက်အထောက်အကူဖြစ်စေပါတယ်။အိုမီဂါ3နဲ့ဗီတာမင် D ပါဝင်တာကြောင့်ဆီရီထိုနင်ကိုသိုးစေပါတယ်။ခုလို တဘာဝအစားအစာတွေအပြင်အောက်ပါနီလန်းတွေကိုလည်းကျင့်သုံးမှထိရောက်မှုရှိမှာပါအိပ်ပျော်အောင်လုပ်ဖို့တဘာဝနီလန်းများနံပါတ်1ညအိပ်ရောင်ဝင်ချိန် တစ်ချိန်တည်းထားပါနေတိုင်းသူညီတဲ့အချိန်မှာအိပ်ပါနံပါတ်2အိပ်ပျော်လွယ်စေမယ့်ပတ်ဝန်းကျင်ကိုဖန်တီးပြုလုပ်ပါဥပမာအပူချိန်နေတဲ့အခန်းမီးအလင်းရောင်ချော်တာမျိုးပါနံပါတ်3အိခာနီဖုန်းနဲ့ TV မကြည့်မိပါစေနဲ့အိခာနီတနအိခက်အတိဖုန်း TV စခရီးမကြည့်မိပါစေနဲ့နံပါတ်4ညအိခာနီကော်ဖီလက်ဖက် ချိုချင်တဲ့အရာဓာရှိတဲ့အစားတွေကိုမစားမိပါစေနဲ့။နံပါတ်၅အသက်ရှူလေ့ကျင့်ခန်းလေးပြုလုပ်ပါ။ဥပမာ၄:၈နီလန်ပါ။စက္ကန့်၄စက္ကန့်အသက်ရှူ၇စက္ကန့်အောင်၈စက္ကန့်လောက်ထုတ်ဒါမှမဟုတ်ရင်လေပလက်လရင် အသွေးမများစီပဲနဲ့တရားမှတ်တာမျိုး စိတ်သွက်တာမျိုးတွေပြုလုပ်ပေးပါခုနီလန်းတွေကတော့အရွယ်မကြီးလှုပ်တင်တဲ့လှုပ်လို့ရတဲ့တဘာဝအိပ်ပျော်စေတဲ့နီလန်းတွေပါ ။တက်ကြီးရွယ်အိုတွေအတွက်ကတော့နို့နဲ့ပြားရီတောက်ချင်း၊ကွေကာအုပ်တောက်ချင်းငပြောတိနဲ့အခေါ်မာတိအနှင်းငယ်စားတာနဲ့တော်တော်ထီရောက်နေပါပြီ။ဒါတွေကတော့တဘာဝနီလန်နဲ့အိပ်ပျော်စေတဲ့နီလန်တွေပါ။နောက်ထပ်နောက်ထပ်လည်းပြိတ္တတို့တိချင်တဲ့မိထားတဲ့မိခွန်းတွေကိုလည်းဖြည့်တော်ပေးအောင်မှာမို့စောင့်မျှော်နားဆင်ပေးပါဦးရှင်။